ကျွန်တော်တို့ configuration လုပ်လို့ရတဲ့နည်းကနည်းနည်းရှိတယ်ပေါ့နော်အဲတကယ်လို့ကိုမှ laptop တွေ PC တွေရှိရဆိုလို့ရှိရင်ကျွန်တော်တို့ laptop PC ကနေပြီးတော့မှသူ့ရဲ့ IP address နဲ့ဝင်ပြီးလုပ်လို့ရတယ်ပေါ့အဲ့တော့ browser ထဲမှာဒီ IP address ကိုရိုက်ထည့်ရပေါ့နော်အဲ့တော့192.168.1ဆိုတဲ့ IP ကို browser ထဲမှာရိုက်ထည့်လိုက်ရိုက်ထည့်လိုက်လို့ရှိရင် login ဝင်ခိုင်းနေပေါ့ကျွန်တော်ရှေ့ပိုင်းပြည်သူမှာပြောခဲ့တဲ့ landing account နဲ့ login ဝင်ရပါပေါ့ပြီးပြီးသွားရင်ကျွန်တော်တို့ဒီကနေပြီးတော့မှဒီ configuration တွေလုပ်ရရတယ်ပေါ့နော် အဲဒီဗီဒီယိုမှာတော့ဒီ Omara app တုံးပြီးတော့မှကျွန်တော် configuration လုပ်ပြမှာဖြစ်တယ်ပေါ့။အဲ configuration ကလည်းကျွန်တော်တို့ဒီ basic wireless setup အပိုင်းပေါ့နော်။အဲဒီအပိုင်းကိုကျွန်တော်ဒီ Omara app တန်းပြီးတော့မှလုပ်ပြမှာဖြစ်တော့။ဆိုတော့ကျွန်တော်တို့ဒီ controller နဲ့ wire ။ဝင်ပြီးွားရင်ကျွန်တော်တို့ဒီနေရာမှာ site တွေ့တယ်ပေါ့နော်။အဲကျွန်တော်တို့ create လုပ်ခဲ့တဲ့ site ပေါ့။အဲဒီထဲမှာဝင်ပြီးတော့မှ configuration တွေလောက်အောင်ပေါ့နော်။အဲတော့ site ထဲဝင်လာ ဝင်ပြီးွားရင်ကျွန်တော်တို့အရင်ဆုံးဒီဘိုက်ထဲကိုကြောင်းမယ်ပေါ့နော်ဒီဘိုက်ထဲမှာကျွန်တော်တို့ကသုံးတဲ့ကိုယ့်ရဲ့ဒီဘိုက်ကိုဒီကွန်ထရိုလာထဲကိုထည့်ပေးရမှာပေါ့ဒီမှာနှစ်ခုတွေ့တယ်ပေါ့နော်ဒီအပေါ်ဆုံးကတော့ဒါ 721PC ပေါ့ခုနှစ်တက်ပြင်နေနောက်တစ်ခုကကျတော့ manage by other manage by other ကကျတော့သူကဒီဒီဘိုက်ကတခြားကွန်ထရိုလာထဲမှာသုံးမိတာဖြစ်နေလို့သူကဒီလိုလာပေါ်တာပေါ့နော် အဲကျွန်တော်ကစိတ်နှစ်ဝက်ထဲမှာရှိနေတယ်ဒါပေမဲ့ဒီ device ကတခြားကုထုလာရဲမှာတုံးထားရဲဆိုလို့ရှိရင် manage file အားသားနဲ့တွေ့ရပါပေါ့နောက်တစ်ခုကကြတော့ pending ပေါ့ဒီ device ကကြတော့သူကလုံးဝမတုံးရလေးတဲ့အစ်စ်အခြေအနေမျိုးမှာ pending နေနေတွေ့ရမှာပေါ့နော်ကိုကတကယ်လို့ဆိုင်ရနေပြီးတော့မှအစ်စ်ဝယ်လာတယ်ဆိုလို့ရှိရင်ချိုးထိုးလိုက်တာနဲ့ဒီ 7100PC မှာချိုးထိုးလိုက်တာနဲ့ကျွန်တော်တို့ကဒီအဲ့ဒီ AP ကိုကျွန်တော်ဒီမှာလာပြီးတော့မှတွေ့ရပါပေါ့နော်အဲ့တော့ဒီ AP ကိုကျွန်တော်တို့ကဒီ controller ထည့်ခြင်းနဲ့ဆိုလို့ရှိရင် click channel လိုက်ပြီး ဖိတ်ပြီးမှရင် adopt ကိုနေလိုက်။ဒါဆိုရင်သူ adopt ပြင်လို့ပေါ့နော်။ adopt ပြင်လို့နေတဲ့အချိန်မှာကျွန်တော်တို့က channel setting တွေလုပ်ထားလို့ရတယ်။ setting တွေလုပ်ထားလို့ရတယ်။အဲ့တော့ setting တွေကိုသွားလိုက်။ setting တွေကိုသွားပြီးမှရင်ကျွန်တော်တို့က wifi နဲ့ထုတ်မှာဆိုတော့ wireless network ထဲဝင်လိုက်။ wireless network မှာ WLAN ပေါ့။အဲ့ထဲမှာကျွန်တော်အကောင့်နှိပ်ရအောင်ပေါ့နော်။အကောင့်နှိပ်ပြီးသွားရင်ဒီနေရာမှာကျွန်တော်တို့နှိပ်မယ် wifi SSID ပေါ့နော် wifi name ပေါ့။ဒီနေရာမှာကျွန်တော်က Omara wifi လို့ပဲသိလိုက် အဲပြီးတော့အင်ဂျင်နာတော့ကျွန်တော်မပြင်းဘူးပေါ့နော်ဒီအောက်မှာ security protocol ကတော့ကျွန်တော် WP2 facial key နဲ့သုံးမယ်ပေါ့ပုံမှန်သုံးမိတဲ့ password နဲ့နေရတာပေါ့နော် business server ဖြစ်တဲ့အကြောင်းမျိုးပုံမှန် password နဲ့ပဲဆိုတော့ set up လုပ်ကြမှာဖြစ်တယ်အဲ့တော့အားလုံးပြီးသွားရင်ကျွန်တော် done နေလိုက်ဒါလေးပဲပေါ့နော် flow wifi နည်းတစ်ခုထွက်လာလိုက်ပြန် wifi နည်းကကျွန်တော်ဒီမှာ connected ဖြစ်နေမှာထပ်မှာပေါ့နော် device မှာ connected ဖြစ်နေမှာထပ်မှာအဲ့တော့ device မှာ connected ဖြစ်နေလားမဖြစ်နေဘူးလားဆိုတော့ကျွန်တော်စစ်ကြည့်လိုက်မယ် 可能得听你了，可能得听你谁，就那可能个呃，三十六 K 的 WiFi 那个几 WiFi 的嘛，对呀，我呢，立马设计来。我们家 WiFi 说的,的,我你的，你得可能细呀，我呢，那么我呢，那么我们家 WiFi 说的，你得可能细。 အဲဒါကတော့ basic ဒီဘွာလဲဆက်တဲ့အပိုင်းပေါ့ကျွန်တော်နောက်ပြီးဒီမှာဒီ wifi နဲ့တခုထပ်ပြီးတော့မှထုတ်မယ်ပြီးတော့အဲ့ဒီ wifi မှာအောက်ချောက်နဲ့လောက်ကင်ဝင်ရတဲ့ဒီ setting ပိုင်းလောက်ကြမှာဖြစ်ဖြစ်တယ်ပေါ့နော်အဲ့ဒီ video ကတော့ဒီလောက်ပါပဲ